အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျဆိုးပါ People Media ဖြစ်ပါလေဗျာဒီနေ့အော်တိုဘာလ18နေ့ဖြစ်ပါလေကျွန်တော်တင်ပြပေးတဲ့သတင်းကပျော်ဝင်မြို့နယ်မှာပျော်ဝင်မြို့နယ်မှာအကြမ်းဖက်အုပ်စုတွေရဲ့ပြစ်ခတ်တပ်ဖြတ်မှုကြောင့်ဒေသခံပြည်သူအမျိုးသား၈ဦးသေဆုံးခဲ့ရတယ်အမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်အဲဒီဖြစ်စဉ်ကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါလေဖြစ်စဉ်ဖြစ်တဲ့အချိန်ကအော်တိုဘာလ16ရက်နေ့ညနေပိုင်းဒီနေရာကပျော်ဝင်မြို့နယ်စပယ်ကုန်းကျေးရွာအုပ်စုပဲ့ကန်ကျေးရွာဒီကျေးရွာရဲ့ဒီနေရာက ပျော်ဝဲနတ်မောက်သွားကာလန်ကွင်းမတ်က969အဲ့ဒီကွင်းအမှတ်ထဲမှာဒီဒေသခံပြည်သူတွေကလမ်းခင်းနေပေါ့ဗျာလမ်းလမ်းခင်းတဲ့ခါကျလမ်းပြည့်မြောက်တဲ့အတွက်ပျော်ဝဲရှုံခွင်းတွေလောက်ကြတယ်ပေါ့ပဲ့ကံမှာကျွန်တော်ပဲ့ကံမှာတောင်ရံမြောက်ရရှိတယ်ဒီရွာကတော့ကျွန်တော်ပဲ့ကံတောင်ရံပေါ့အဲ့ဒီကျွော်ကလမ်းခင်းကြတယ်ပေါ့ဗျာခင်းတဲ့ခါမှာလည်းဆရာတော်တန်ဃာတော်ရဲ့ဥဆောင်မှုပြီးကျွန်တော်ဒေသခံပြည်သူတွေရဲ့ပံ့ပိုးမှုအလားတူပါပဲဒီဒေသကနေပြီးတော့ပြည်ပမှာအလုပ်သွားရောက်အလုပ်လုပ်ကြနေတဲ့ဒေသခံပြည်သူတွေရဲ့ ပေးဖို့လှူဒါန်းမှုတွေနဲ့လမ်းခင်းကြတယ်ပေါ့လမ်းခင်းကြတဲ့အခါမှာဂျက်တလေးရွာတလေးအောင်ပွဲကျင်းပါတယ်ပေါ့ဗျာလမ်းအောင်ပွဲကျင်းပါတယ်ပေါ့လမ်းအောင်ပွဲကျင်းပါကြတယ်ကျင်းပါကြတဲ့အချိန်မှာကျင်းပါကြတဲ့အချိန်မှာအကြမ်းဖက်ပြည်ရဲဖွဲ့တွေကဆိုင်ငင်းနဲ့ရောက်လာတယ်ဆိုင်ငင်းနဲ့ရောက်လာပြီးတော့ဒီပျော်ဝဲရှုံဝဲလှုပ်တဲ့ကျင်းပါရဲ့အောင်တန်းနဲ့ရက်ပစ်ခတ်ပလိုက်တာပေါ့ပစ်ခတ်ပလိုက်တဲ့အတွက်အမျိုးသားရှိဦးနေရာမှာပဲပွဲချပြီးတည်ဆုံးသွားတယ်အမျိုးသမီးတူးကြည့်ခတ်တဲ့အရာရတယ်တနက်ကြည့်ထိမှတ်တဲ့အရာရတယ်ပေါ့ဗျာ အဲ့ဒီကြေးဝါရဲ့ဒီနေရာကကျွန်တော်တို့အားလုံးသိတာထင်ရှားတဲ့နေရာပြမယ်ဆိုကျွန်တော်တို့ရန်ကုန်မန်လေးအမြန်လမ်းပေါ့ရန်ကုန်မန်လေးအမြန်လမ်း262မိုင်ပေါ့262မိုင်ကနေကျွန်တော်ဆင်းမယ်262မိုင်ကနေကျွန်တော်ပျော်ပေါ်ဘက်ကိုဆင်းမယ်ပျော်ဘက်ကိုဆင်းတဲ့အခါမှာကျွန်တော်စတွေ့ရမှာကတပန်းချောင်းရွာတွေ့မယ်တပန်းချောင်းရွာရဲ့ဘေးမှာကျွန်တော်တို့ဒီတပန်းချောင်းဆယ်ရှိတာ哦ဆယ်ရှိတယ်အဲ့ဒီတပန်းချောင်းရွာနေကျွန်တော်ဆက်သွားမယ်ဆက်သွားရင်အဲ့ဒီရှိမှာကျွန်တော်ညံတော်ရွာတွေ့မယ်ညံတော်ရွာနေဆက်သွားမယ်ဆိုကျွန်တော်တလင်းကုန်းရွာတွေ့မယ်အဲ့တလင်းကုန်းရွာရဲ့ရှေ့မှာဆိုရင်ဒီ ီရွာတွေ့ရတာပေါ့ဗျာပဲ့ကန်တောင်းရပေါ့ပဲ့ကန်တောင်းတာတွေ့ရမယ်အဲ့ဒီကနေကျွန်တော်ဆက်သွားမယ်ဆိုတော့ဒီရောင်ဈေးရောက်မယ်ရောင်ဈေးရောက်ရောင်တိုက်နေပေါ့ဗျာရောင်ကြီးပါရောင်တိုက်နေပေါ့အဲ့ဒီရောင်တိုက်နေကိုရောက်မယ်အဲ့ဒီကနေဆက်ဆင်းမယ်ဆိုကျွန်တော်တို့ဒီကြောက်တန်ရောင်ရောက်မယ်ကြောက်တန်ရောင်ကနေဆက်သွားမယ်ဆိုကျွန်တော်ပျော်ပွဲရောက်မယ်ပေါ့တနည်းအားဖြင့်ကျွန်တော်တို့ဒီရန်ကုန်မန်းလေးအမြန်လန်း26နှစ်နဲ့262မိုင်နဲ့ဒီပျော်ဝယ်မျိုးကိုချိတ်ဆက်ထားတဲ့ဂျားရဲရွာပေါ့ဗျာဂျားရဲရွာအဲ့ဒီရွာမှာဖြစ်ခဲ့တာပေါ့ ဲ့ရောမှာဖြစ်ခဲ့တာဒီဒီအကြမ်းဖက်အုပ်စုတွေကဒီတကြောမှာဆိုတာဆန်ခဲနဲ့ဆက်ပတ်ပြီးတော့ကျွန်တော်တို့ဒီပြစ်ခတ်တာတွေ၆၆လုံးနေတဲ့အဖွဲ့ပေါ့ဗျာအဖွဲ့ပေါ့အဲ့ဒီရဲ့လက်ချက်ကြောင့်ကျွန်တော်တို့ဒီသားကံပြည်သူအားလုံးရှေ့ဦးအမျိုးသားရှေ့ဦးတည်ဆုံခဲ့ရတယ်အဲ့တော့ခင်ဗျားတို့ခင်ဗျားတို့လုံလို့ရတဲ့အချိန်မှာခင်ဗျားတို့လှုပ်ထားပေါ့ဗျာเนาะခင်ဗျားတို့တန်ရတန်ရပြန်ပေးဆက်မှာပေါ့ကျွန်တော်ရှင်းပြောခင်ဗျားတို့တန်ရတန်ရပြန်ပေးဆက်ရလိမ့်မယ်တန်တဲ့အလုပ်ကိုခင်ဗျားတို့ပြန်ပေးဆက်လိုက်မယ်ခင်ဗျားတို့ကြောင့်တကယ်ရရွေးရွာကြီးလုံနေတဲ့ ပြည်သူတွေသိဆုံးခဲ့ရတယ်ခင်ဗျားတို့အောင်ပွဲခံကြတယ်လို့ပဲခင်ဗျားတို့အောင်ပွဲခံနိုင်ကြပါသေးပါဗျာအဲ့တော့ဒီ area မှာလက်ရှိဒီလုံခြုံရေးစစ်ကြောင်းနဲ့တောက်လျှောက်ပိုက်စိတ်တက်ပြီးတော့ live တောက်လျှောက် live ရှာနေတယ်တောက်လျှောက် live ရှာနေတယ်ခင်ဗျားတို့ဟာလာဒီပြည်သူတွေကိုခင်ဗျားတို့တတ်ဖြတ်စင်ကာလမှာခင်ဗျားတို့အောင်ပွဲခံခဲ့တယ်လို့ပဲခင်ဗျားတို့ပြန်ပြီးပေးဆက်တဲ့အခါကျရင်ခင်ဗျားတို့အောင်ပွဲခံနိုင်အောင်လုပ်ပါကျွန်တော်အောင်ပွဲခံနိုင်တဲ့မျက်နှာနဲ့ပဲခင်ဗျားတို့ခင်ဗျားတို့အဆုံးသက်ရပါလိမ့်မယ်ခင်ဗျားတို့အဆုံးသက်ရလိုက်ပါလိမ့်မယ်တော်တော်ဆိုးတယ်ဗျာခင်ဗျား ကဲရိုက်ရွာအကျိုးလုံးတဲ့သူတွေကိုခင်ဗျားတို့လာပြီးတော့ပြစ်ခတ်တတ်ဖြတ်သွားတာပြစ်ခတ်တတ်ဖြတ်သွားတာမနေ့ကညနေကဖြစ်ခဲ့တာပါကျွန်တော်ဒီတဲ့ပြန်ချုပ်ချက်ပါတယ်ပြန်ချုပ်ချက်ပါတယ်ပြီးရင်တော့ကျွန်တော်ပြည်ပဲမီဒီယာ Telegram မှာကျွန်တော်တို့အကြမ်းဖက်အုပ်စုတွေရဲ့လက်ချက်ကြောင့်တေဆုံးသွားခဲ့ရတဲ့ပြည်သူတွေရဲ့ဓာတ်ပုံတွေကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ဖော်ပြပေးပါမယ်တင်ပြပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်